မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနည်းနဲ့ရှောင်းတန်နဲ့အာနာအသိမခံရရင်အိမ်ကြီးချင်းများနဲ့တေကြပေါင်းအမိလိုက်နိုင်တော့မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် 2019ခုနှစ်မှာ NND အာဏာရချိန်မှာနှစ်ပေါင်း90ခန်းမူဝါဒရေးရာအလွဲလွဲအချော်ချော်များနဲ့အရှိတောင်အာရှမှာအစင်းရဲဆုံးနိုင်ငံဖြစ်လာနေခြင်းလည်းဖြစ်ပါရင်ဒီအချိန်မှာအိန္ဒိယနိုင်ငံတွေကအာရှကြားရီလိုကင်မွန်တက်ရတဲ့အထိအပြိုင်ဆိုင်တိုးတက်နေကြပြီဖြစ်ပါရင်အဲ့ဒီအတွက် NND ကလက်ရှိအနေအထားကိုမှောက်လံပြစ်နိုင်ဖို့ကြီးမားတဲ့စင်ကော်မှုနဲ့စတင်ရင်ဆိုင်လာရခြင်းလည်းဖြစ်ပါရင်ပထမအဆုံးမူဝါဒရေးရာပိုင်းမှာမဖြစ်မနေပြုပြင်ပြောင်းလဲရတော့မှာဖြစ်ပါရင်စီးပွားရေးကိုနိုင်ငံတကာကုံသွင်းနေရင်းနှီးမြှုပ်နှံမှုအတွက်ဖွင့်ပေးဖို့ငွေကြေးဗန္နာရေးပိုင်းမှာ နဲ့တတိရှိရှိနဲ့စီးပွားရေးစနစ်ကြီးတစ်ခုလုံးတည်ငြိမ်လာအောင်ဆောင်ရွက်ဖို့အခွန်စနစ်ကိုပြုပြင်ပြောင်းလဲဖို့ငွေများရှိနေပြီးထုတ်သုံးခြင်းတွေကိုဖိရှားပစ်ဖို့အကျွေးများမဆက်နိုင်အောင်ဖြစ်နေတဲ့အခြေအနေကိုကယ်တင်နိုင်ဖို့ပညာရေးနဲ့စီးပွားရေးအတွက်အရင်းမြစ်များတိုးချဲ့သုံးစွဲဖို့ရှိရှိတည်တံ့နဲ့စွမ်းအင်နဲ့ပုံမှန်ထိရောက်တဲ့အခြေခံအဆောက်အအုံတွေမှာရှင်းလင်းမြုပ်နှံခြင်းတွေပြုလုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီလုပ်ငန်းစဉ်တွေအားလုံးကိုဒီမိုကရေစီနီးလမ်းကြကြနဲ့စီစစ်တာဝန်ခံနိုင်ရမှာလည်းဖြစ်ပါတယ်။ဒီလုပ်ငန်းများအတွက်အဓိကဒါစီက Deep State ကိုတွင်းရှိလက်မင်းကြီးများမှစန့်ကျင်လာမှုတွေပဲဖြစ်ပါတယ်။အစိုးရလုပ်ငန်းများရွှေရှားတွက်လက်မှုမရှိထိုင်းမိုင်းလီကန်နေခြင်းဖောင်းပွားပြီးစွမ်းဆောင်ရည်မရှိတဲ့အစိုးရဌာနများမှရှာရူးကုန်ရှိုံတသက်လာထိုင်နေကြပြီးပြင်းရည်ပြီးအပေါ်ဝင်ဝင်ရဖို့လက်လာပါမျှော်ကိုနေသူတွေကနေပြီးတော့မှအနေနဲ့အများဆိုသလိုတွင်းရပါတယ်။မရှုံမလုံမပြုတ်ဘျူရိုကရက်အရာရှိတွေရဲ့လက်သုံးစကားဖြစ် င်လာပြီးပြုပြင်ပြောင်းလဲမှုတွေကိုစန့်ကျင်လာကြတယ်တစ်ဖက်မှာလည်းတတိရှိတဲ့ဝန်တန်းတွေကအပြောင်းလဲတွေဖြစ်ဖို့ကြိုးပမ်းလာကြတယ်ဒီထဲမှာ NDA များဆုံးစန့်ကျင်မှုကစစ်တပ်မှထွက်ပေါ်လာခဲ့တယ်၎င်းတို့ကအချိန်မီဝင်ရောက်ဆွတ်ဖက်ပြီးအတားစီလုံလာသူတွေကိုဖယ်ရှားပစ်နိုင်တယ်လို့ NLD တပ်တန်းတခြားလုံးဖြောင်းကြကြပဲတိတာလောင်လုံလာခဲ့ပါတယ်အာနာမသိန်းခင်ရင်တိုင်းပြည်ကအင်းကြီးချင်းနေနဲ့အမိလိုက်နာနိုင်တဲ့အထိတိုးတက်လာမယ်ဆိုတာကသိကြပေါက်ဖြစ်ပါတယ်2021ကပြုပြင်ပြောင်းလဲမှုအများများထွက်ပေါ်လာတော့မှာဖြစ်ပြီး NLD အတွက်လွန်စွာအရေးပါတဲ့နှစ်လည်းဖြစ်ပါတယ်ဒါကားကို ဲ့တင်ကားများဝင်မောင်းလာတဲ့ February တရက်နေ့လွတ်တော်ပြန်လည်ကျင်းပတဲ့နေ့မှာပဲတင်သွင်းဖို့ရှိပါတယ်။အာနာ အသိမခံခင်ရပါက GDP ကလက်ရှိထက်90ရာခိုင်နှုန်းမြင့်တက်လာမယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။စတက်လက်အောက်မှာ ဗန်များကဗန်လို့ခေါ်လို့မရတော့စစ်တပ်သဘောကျခရိုနီများကုမ္ပဏီများအတွက်ငွေများသိမ်းဆည်းပေးရဌာနများဖြစ်လာပါတယ်။အဲ့ဒီအတွက်ဗန်ရဲ့ချင်းငွေဆိုင်ရာဆုံးဖြတ်ချက်တွေပေါ်ဘလောက်တိုင်းထားဒီတင့်တော်တယ်ဆိုတဲ့ပေါ်အကဲဖြတ်စီစဉ်မှုတွေအလွန်နှေးပါလာပါတယ်။ရလက်ဖြစ်ဗန်များမှာအကျွေးပြန်မရနိုင်တဲ့ချင်းငွေများနဲ့လေမင်းခိုင်လာခဲ့ရတယ်။စီကတ်တကျလုတ်ချင်တဲ့ဗန်များလည်းရှိတော့လဲအနေချင်းသာဖြစ်ပါတယ်။ဘိုဟိုဗန်ကလည်းဗန်တွေကိုတတိရှိရှိနဲ့ကြီးကြပ်နိုင်ခြင်းမရှိပဲစီရင်ရပေါ်လက်တင်ပြီးအိမ်မောကြနေတဲ့အလား ဖြစ်နေပါတယ်။ဗန်လုပ်ငန်းများပြင်ဆင်နိုင်ဖို့အတွက်ဒေါက်တာဘိုဘုံငယ်ဒေါက်တာဝင်းစတန်ဆက်အောင်ဗန်နိုင်ဝင်ကြီးဦးစုံမင်းနဲ့ကဲ့သို့ကျွမ်းကျင်သူတွေလည်းရှိနေပြီဖြစ်ပါတယ်။စက်တက်ပိုင်းခေါင်းမာတဲ့ဗန်များရှိသလိုခရိုနီများနဲ့ထဲထဲဝင်ဝင်ပတ်သက်နေတဲ့ဗန်တွေလည်းရှိပါတယ်။ဒုတိယအမျိုးအစားထဲမှာအကြီးမားဆုံးဗန်များပါဝင်နေပါတယ်။၎င်းတို့ကကျွန်တော်ပါဝင် NLD အစိုးရကိုချင်းချောက်ဖို့ဝင်လေသူများမဟုတ်အခုထိလည်းရှိနေသေးပါပဲလို့ရှင်းသားထားပါတယ်။အမကန်ခရိုနီကုမ္ပဏီကြီးတွေကစက်တက်နဲ့နီနီကက်ကက်ပူပေါင်းပြီးစီးပွားရေးနဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကိုဇက်ကုတ်ဇက်က ခင်ဆန့်ကျင်နေကြတယ်။အာနာသိင္ခဲ့မှုမှာလည်း၎င်းတို့ပါဝင်ပတ်သက်နေကြမှာသာဖြစ်ပါတယ်။အာနာသိင္ပြီးကျင်ကလေးကမင်းအောင်လိုင်းရဲ့ဖွဲ့က၎င်းတို့စင်ရန်တရားကြီးအတွက်တင်ရန်စာတရီထုံရောက်နေတာကလွဲပြီးတိုင်းပြည်စည်းဝါးအတွက်ဘလောက်မြင်မြင်ရရအစီအမံဆိုပြီးမရှိခဲ့၎င်းတို့ရဲ့စင်ရန်တရားကြီးအတွက်အတိတအဆုံးလုံလာတာက ဗန်များကိုအတုံးချပြီးပို့ကုန်လုပ်ငန်းရှင်များနဲ့အခြားစီးပွားရေးလုပ်ငန်းများမှနိုင်ငံသားငွေများကိုလက်ဝဲကြီးအုပ်လာခြင်းဖြစ်ပါတယ်။ပြည်ပမှာလုတ်ကန်ပြီးမိသားစုတန်ငွေပြန်ပို့နေတဲ့အလုပ်သမားတွေကိုတော့မှချမ်းသာမပေးခဲ့ပါဘူး။လူတို့ကိုလည်းနိုင်ငံသားငွေများလက်ဝဲကင်ဆန်ခွင့်မပြုတော့ဒီမိုကရေစီတော်လှန်ရေးသမားတွေပေါ်လက်ရှိအသာစီးရနေတဲ့ဝဟင်ပြစ်လက်နက်တွေကိုရုရှားတရုတ်ကဲ့သို့နိုင်ငံတွေကဆက်လက်ဝယ်ယူနိုင်ဖို့အတွက်နိုင်ငံသားငွေများရရှိမှဖြစ်မှာဆိုတဲ့မူကြောင့်ထိခိုက်လာခဲ့ပါတယ်။၂၀၁၀မတိုင်မီမှာတိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုကသတိမကတ်တော့ပဲမျောနေတဲ့ development ကိုမှဖြစ်ခဲ့ပါတယ်။ ယ်ခေါင်းဆောင်လုပ်သူတွေကလည်းဒီအနေအထားကိုဘယ်လိုပြောင်းလဲအောင်လုပ်ရမလဲဆိုတာကိုမသိဖြစ်နေတယ်တချို့ကလည်းပြောင်းနိုင်မှာဖြစ်မှာကိုသဘောပေါက်လာကြတယ်အခုခါမှာတော့စေအောင်စုကနိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေအသေးအံလိုအပ်နေပြီဆိုတာကိုလည်းခေါင်းနဲ့ထင်မှားကြတော့၎င်းတို့ဆက်ပြီးရှင်သန်နိုင်ဖို့တာနိဒတူဝလုံပန်းနေကြပြီဖြစ်တယ်စီးပွားရေးဖွံ့ဖြိုးမှုဆိုတဲ့ဘာသာစကားကလည်း၎င်းတို့အတွက်အစိမ့်သက်သက်ဖြစ်တယ်တိုင်းပြည်ရဲ့စီးပွားရေးအနာဂတ်အတွက်၎င်းတို့မှာအမြော်မြင်လည်းမရှိဘဏ်ကားတွေမှာသာရှင်သန်နေကြစေဖြစ်တယ်ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ကာလများတွင်တရုတ်ကအဓိကပြဿနာဖြစ်လာတယ် မြန်မာကိုလကောင်းတို့လိုအပ်နေတဲ့တင်ရန်စာတမ်းများမှန်မှန်ရရှိဖို့နဲ့လူသုံးကုန်များတင်ပို့နိုင်ဖို့သာစိတ်ဆောနေကြတယ်။အဲ့ဒီအတွက်မြန်မာကချင်းနေပြီး၎င်းတို့ပေါ်မိခိုနေရတဲ့အဖြစ်ရောက်မှသာစိတ်အေးကြရမယ်လို့သဘောထားပါတယ်။ မြန်မာက၎င်းတို့ရဲ့ရဲဝန်နဲ့လမ်းစီမံကိန်းများအတွက်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်နေပါတယ်။ရခိုင်စစ်ကောင်းဆောင်တွေက၎င်းတို့လုပ်ချင်တဲ့စီမံကိန်းများအတွက်လိုအပ်တယ်လို့လိုက်ပြီးထည့်ဝင်နေရတဲ့အတွက်ဒေါ်လာ10.8ဘီလီယံအထိအကျွေးတင်လာခဲ့တယ်။မအောင်မြင်ခဲ့ရင်မြန်မာဘက်ကလုံးဝတာဝန်ယူရတော့မှာဖြစ်တယ်။တိရီလင်္ကာကဲ့သို့စိတ်ကန်းတစ်ခုလုံးထိုးအပ်လိုက်ရတဲ့အဖြစ်ရောက်တော့မှာကိုသိလာတဲ့ NLD အစိုးရက၎င်းတို့နဲ့ချုပ်ဆိုထားတဲ့သဘောတူညီချက်တွေကိုပြန်ညှိနှိုင်းဖို့ဆွေးနွေးလာခဲ့ကြတယ်။နောက်ဆုံးမှာမိမိဘက်မှအချုပ်အခြာအာဏာကိုဆွံ့လွတ်ပေးစရာမလိုပဲတရုတ်ဘက်ကလုံးလ လုံးတာဝန်ခံပေဒေါ်လာ1.3ဘီလီယံစီမံကိန်းကို ရောက်ရှိလာခဲ့တယ်။ငလင်းတန်ခံရပြီးတလကြတဲ့ဒီဆေးအုပ်စုရဲ့လုံရက်ကရှက်ခဲသဘာဝဘေးအန္တရာယ်များကိုကင်တွယ်ခဲ့တယ်လို့ပဲဘလို့မှထူးခြားပြောင်းလဲလာခြင်းမရှိနိုင်ငံတကာမှအရှင်းမြစ်များကိုရှားနိုင်သမျှဆွဲထုတ်မယ်၎င်းတို့ကိုအတိမတ်ပြုလောင်အောင်တောင်းချမယ်။တချိန်တည်းမှာပဲရှက်ခဲအတိုင်းတော်လိုင်းအင်အားစုများ၎င်းတို့ကိုအနောက်ရှက်ပေးလာတယ်လို့ထင်တဲ့ပြည်သူတွေကိုဆက်ပြီးတော့တိုက်ခိုက်မယ်။တရုတ်ရုရှားလို့တိုက်လေရင်များဒရုန်းများတုံပြီးတိုင်းရင်းသားလူနေစုတွေပေါ်ရရဲ့ဆက်ဆက်ပြုကျင်နေကြတယ်။ အတူတူပြောရရင်ငလင်ဘောဆင်အာနာရှင်တွေရဲ့ရှုံးမကောက်ချက်စွာနဲ့အခွင့်ကောင်းယူအတုံးချလာမှုတွေကလူတိုင်းအထူးသဖြင့်နိုင်ငံတကာအတိုင်းဝိုင်းအတွက်မြန်မာတို့မြန်မာနိုင်ငံရဲ့အခြေအနေကိုတကယ်တမ်းတိုးတက်လို့စိတ်ရှိတယ်ဆိုတာကမင်းအောင်လိုင်းနဲ့၎င်းရဲ့အပေါင်းပါတွေကိုဖယ်ရှားနိုင်မှာဖြစ်မယ်ဆိုတာကိုတတိပီးလာခြင်းလည်းဖြစ်ပါတယ် ၎င်းတို့ကအရင်ကုန်ခန်းနေပြီးငွေကြေးလည်းမရှိတော့အတွေးခေါ်လဲလမ်းဆုံးကျနေပြီဖြစ်ပြီး၎င်းတို့ရဲ့ဏီကုန်းကနောက်ကျတော့မှမဟုတ်ပဲစောစီးစွာထွက်ပေါ်လာတော့မှဖြစ်တယ်လို့យေတာထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်မှုရန်တင်တန်းစင်တက်သားတင်များအနက်မှာအခြေခံပညာထက်တန်းအောင်မြင်သူများကို drone နဲ့စက်တက်လေဒီတက်စုများကိုပို့ဆောင်ပြီးတက်သားသစ်တွေကိုလက်ယုံတက်များပါဝင်နေပင်ဆုံးမှအသုံးချလာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံပတ်စစ်ကောင်စီကစစ်မှုရန်တင်တန်းစင်တက်သားများအနက်မှာအခြေခံပညာထက်တန်းစင်အောင်မြင်ပြီးမြောက်ထားသူတွေကို drone နဲ့စက်တက်လေစီပြစ်ထက်တဲ့တက်စုတွေစီပို့ဆောင် င်းလျက်ရှိကြောင်းအဆိုပါတက်စုများကိုပို့ဆောင်ခံရတဲ့စစ်မှုရန်တပ်သားတို့ရဲ့မိဘဆွေမျိုးတွေကပြောပါရယ်အကြမ်းဖက်စစ်ကောင်စီကအသက်၁၈နှစ်မှ35နှစ်တွင်လူငယ်များကိုစစ်မှုရန်တပ်သားအဖြစ်လှဆင်စုဆောင်လျက်ရှိရာမှာအရွယ်ပေါင်းစုံကိုအတင်းအကျပ်ပေါ်တာဆွေးချင်းဆင့်ခေါ်ခြင်းလှောက်ဆောင်လျက်ရှိပြီး၎င်းစုဆောင်ခံရတဲ့လူငယ်များနဲ့မှာခြေကပညာထက်တန်းစင်အောင်မြင်ပြီးတဲ့စစ်မှုရန်တင်းနှံစင်တပ်သားတို့ကိုဒရုန်းတက်စုကိုပို့ဆောင်ခြင်းစက်တက်လီတီတက်အစုဖွဲ့ကိုပို့ဆောင်ခြင်းများလှောက်ဆောင်လာခြင်းဖြစ်ကြောင်းသိရပါရယ် မိမီးနဲ့တောင်းကိုထက်တန်းအောင်နေဆိုပြီး drone တက်စုနာမခကိုအပုတ်ခံရနေတယ်တခြားတငယ်ချင်းတချို့လည်းနာမခအနောက်မြောက်တိုင်းစစ်ဌာနချုပ်မုံရွာမှာရှိတဲ့စက်တက်လီနီတနန်ကိုထပ်ပို့ခံရတဲ့ဖုန်းလာတဲ့ drone တက်ဆိုတော့ drone မောင်းနာတွေကိုအတိအကျသိရမယ်လို့ပြောတယ်လို့စစ်မှုရန်ပတ်စင်ကိုတင်နန်းဆင်းပြီးနောက် drone တက်ဆိုကိုပို့ဆောင်ခံရတဲ့တပ်သားတစ်တုံးရဲ့မိခင်ကသတင်းဌာနကိုပြောပါတယ်။ဒါအပြင်စစ်ကောင်စီကစစ်မှုရန်တင်နန်းဆင်းတပ်သားတစ်တွေကို ရှိရန်စမြင်ပြင်ကိုတာမကကပ္ပစဆက်ယုံနေကိုစိတ်လွတ်ပြီးကပ္ပစဆက်ယုံနေရဲ့လက်ယုံတက်သားဖြစ်တဲ့နန်းပေးခြင်းကပ္ပစဆက်ယုံများရှိလက်နဲ့ထုတ်လုပ်ရေးဆိုင်ရာအခြေခံအကြဆုံးတော့အလုပ်တွေမှာမှခိုင်းစင်နေကြောင်းစစ်မှုရန်တက်သားတွေကိုစစ်ကောင်စီကနေပယ်ဆုံးမှအတုံးချလာကြောင်းသိရပါရင်လက်ရှိမေလ9ရက်နေ့တင်နန်းဆင်းသွားတဲ့စစ်မှုရန်ပတ်စင်တစိမ်မှာတင်နန်းဆင်းတက်သားတွေကိုဘကိုးတိုင်းပဒေါမျိုးနယ်တွင်ရှိကပ္ပစဆက်ယုံနေရဲ့လုံခြုံရေးနဲ့စစ်ကြောင်းကင်းများအတွက်စစ်မှုထံတက်သားရှာချီပြီးအင်အားဖြည့်စေလွတ်မှုတွေရှိကြောင်းတက်တဲ့ရင်အရင်မြစ်တွေစီမှာသိရတယ်လို့သတင်းမှာဖော်ပြပါ ါရှိပါတယ်ရှင်။